ကရင်ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေမပြောက်ပြက်ဖို့လူငယ်တွေဆက်လက်ထိန်းသိမ်းဖို့လိုတယ်လို့ကရင်ရိုးရာနှစ်တကူပွဲတော်ကျင်းပသူတွေကပြောပါတယ်ဦးတွန်းတွန်းသိန်းသတင်းပေးပို့ထားပါခင်ဗျာဒီဇင်ဘာ29ရက်နေ့ဟာကရင်နှစ်တကူလေးဖြစ်ပြီးလူငယ်တွေအနေနဲ့နှစ်တကူပွဲဆင်နွှဲရုံနဲ့မကဘဲကရင်ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကိုဆက်လက်ထိန်းသိမ်းဖို့ပြောကြားလိုက်တာပါကင်ယိုရနှစ်တကူပွဲတော်ကိုတနင်္ဂနွေနေ့ကျင်းပမယ်လို့ရန်ကုန်မြို့မှာလည်းဒီဇင်ဘာ28ရက်နေ့ကကရင်အမျိုးသားယဉ်ကျေးမှုပွဲတော်အထိမ်းအမှတ်ဖြစ် ်နေချင်းမှုပြကန်းဖွင့်ပွဲကိုကျင်းပခဲ့ပါတယ်။နေရာတွေမပြောင်းမပြင်းအောင်ထိန်းသိမ်းဖို့ပါ။အတိတ်ကလာဖြစ်ခဲ့တဲ့အရာတွေပြန်လဲတူးဆွဖို့လို။ပြန်လဲတူးဆွနေဆိုတော့နာကျင်မှုတွေ၊နာကြီးမှုတွေ၊ခါသိမှုတွေဖြစ်ပေါ်စေဖို့မဟုတ်ဘူး။ဒီအတိတ်ကလာဖြစ်တဲ့အရာတွေပေါ်မှာသင်ကန်းစာယူပြီးတော့လက်ရှိအခြေအနေနဲ့ပေါင်းစပ်အနာဂတ်ဘယ်လိုလျှောက်လန်းလမလဲဆိုတာကိုစူးစမ်းရအောင် ကရင်ဥယျာဉ်ကျေးမှုပြကမ်းမှာတော့ကရင်လူမျိုးတွေအစဉ်အဆက်ဝတ်ဆင်ခဲ့တဲ့အဝတ်အစားအသုံးဆောင်တွေကရင်အမျိုးသားနဲ့ဖြစ်ပေါ်လာပုံတမိုင်းတွေကိုပြသထားပြီးကရင်လူငယ်တွေတရှိဖို့ရည်ရွယ်တယ်လို့လည်းပြကမ်းတာဝန်ရှိသူတွေကပြောဆိုပါတယ်အဓိကကျွန်တော်တို့ကရင်တမျိုးသားလုံးရဲ့ tradition နဲ့ကြတဲ့အဓိကအဝတ်အစားတွေကိုကျွန်တော်တို့အရင်ကျေးမှုအသုံးဆောင်ပစ္စည်းတွေရှိမယ်နောက်ပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့အဲရှင်းနေပေါင်းမြောက်များစွာထဲမှာရှိနေကြတဲ့ကျွန်တော်ကရင်ရိုးရာအဲလုံကြီးတွေအသုံးဆောင်ပစ္စည်းတွေကိုကျွန်တော်တို့ပြသတယ် ဆက်လက်ပြီးတော့ကျွန်တော်တို့အနာဂတ်မှာလာမယ့်အဲလူငယ်တွေအတွက်ပေါ့နော်ခရင်အမျိုးသားကြီးရနဲ့ပတ်သက်တဲ့ပေါ့အဓိကရင်ကျင်းမှုဆက်လက်ပေါ်ဆောင်သွားဖို့ရင်အတွက်ရည်ညွှန်းခြင်းအဖြစ်ဒီအခမ်းအနားကိုပြသခြင်းဖြစ်ပါတယ်ကရင်ရိုးရသမိုင်းလူရတော့ကရင်တက္ကရာ1938ခုနှစ်ကစတင်ပြီးပြာရောဒဇန်တရက်နေ့ကိုကရင်ရိုးရနေ့တကူနေ့ဖြစ်တက်မှတ်ထားတာဖြစ်ပြီး2016ဒီဇင်ဘာ29ရက်နေ့ကိုကရင်နေ့တကူနေ့အဖြစ်ကျင်းပကြမှာဖြစ်ပါတယ်ကျွန်တော်ထွန်းထွန်းသိမ့်ပါ